ကိုစဖိုင်းနဲ့အတူပါတော့ကိုကျော်စိုးရဲ့ညီအခုကျမရှေ့ကပြောခဲ့တဲ့လိုမျိုးပဲပေါ့နော်နာမည်လည်းထည့်ပြောမပြောတော့ဘူးပေါ့နော်အဲ့ဒါလေးကိုလည်းကိုတို့နှစ်ယောက်ကိုအဲ့အခုအဲ့ဒီကိုတို့နှစ်ယောက်ကိုပေါ့နော်ဘယ်လိုပြောမလဲဝိုင်းဝဲပြီးတော့ဆူတောင်းပေးချပါလို့အေးအေးချင်းချင်းလေးနဲ့26ရက်နေမှာရုံထုတ်ပါမယ်လို့နော်ထမံပြီးပြောပါမယ်26ရက်နေ့မှာရုံထုတ်ပါမယ်လို့နော်ဥဖုံတောင်ကိုတောင်ကိုတို့ လောက်သွားပြီပေါ့နော်လက်တော့ဟိုတကယ်တမ်းပြောရင်တော့ လူရင်ကြီးကြီးတွေရှိတာပေါ့ဗျာအဲတို့ကကြာကိုသောဘုံရင်လို့ဆဲတာကိုတို့မခံနိုင်ဘူးတဲ့တကယ်တမ်းဆဲတာကိုခံနိုင်တာမဟုတ်ဘူးတကယ်တမ်းပြောရင်တို့ရာဓုပြုတ်မှာပေါ့ကိုသောဘုံရင်အမှန်တရားကြီးပြောတယ်ကိုသောဘုံရင်ကပြောတဲ့အရာတွေကိုအမှန်တရားတွေကိုအမှန်တရားဆိုတာကတော့တို့နားတော့ခါတာပေါ့ဗျာအဲဒါမဲ့တို့ကနားဝင်အောင်ပြောပေါ့ဗျာနေဝင်ချူအောင်ပြောပေါ့တို့ရာဓုပြုတ်မဲ့ကိစ္စကိုတော့နေဝင်ချူအောင်နေဝင်ချူအောင်ပြောလဲဖမ်းမှာပဲကြလားနားခါအောင်ပြောလဲဖမ်းမှာပဲတကယ်တမ်းပြောရင်တော့တကယ်တော့မလုပ်တင်ဘူးပေါ့ဗျာဆိုတော့ကိုသောဘုံရင်ဆိုတာတက်မလို့သားတွေကိုလူတက်ပေးကန်နေတာအဲ့ဒါကောင်မင်းတို့ကအာတက်မလို့သားတွေကိုမဖြစ်တော့လောက်ကလေးတွေလူတန်းပြီးအောက်ချင်အောက်ချင်တက်မလို့သားတွေကိုဖြစ်တော့ င်းကလူတန်းပြီးအထက်အောက်ကိုခွဲခြားနေတာတို့ဘာလို့ကိုအောင်မင်းတို့ဆွေဆွဲတာကြီးလဲကျွန်တော်တို့ကတော့မကြိုက်ဘူးကျွန်တော်ဆွေဆွဲတာကိုကိုကိုနိုင်ကလို့လုံနေလို့လားလုံနေလို့လားအာတပ်မတော်သားတွေကကျွန်တော်တို့ကျမတို့ဒီကျမတို့ဘကလူတွေပေါ်တော့တည်ချင်တဲ့သူတွေပေါ်တော့ဒီကိုစပွင်းကိုချစ်နေတဲ့သူများမျိုးများတည်အောင်ကျမဒါလည်းမတက်လိုက်ရခြင်းဖြစ်ပါတယ်ပေါ်တော့ဒါပေမဲ့အဲ့ဒါတော့ဘာလဲဆိုတော့ကိုစပွင်းက905ပုံမှန်နဲ့ဆွဲချက်တင်လို့အုပ်ဖုံထောင်ကိုမနေ့က2နာရီကိုလွှဲလိုက်ပါပြီနော်အဲ့ကြောင့်လွှဲလိုက်ရပြီပေါ့နော် တော့926ရက်နေ့မှာသူရုံးထုတ်မယ်ပေါ့နော်အမျိုးများအားလုံးကကိုစပွင့်ဘေးကင်းမှာဆိုလို့ပဲဆူတောင်းပေးကြပါပေါ့နော်အဲကိုလည်းတက်နိုင်တယ်လို့ပေါ့နော်ဝိုင်းဝန်းကူညီတယ်အခုကျမဆိုလို့ရှင်တော့ဒါဒီမဲ့ဘေးရောက်နေတော်တယ်မှာနော်အဲ့လိုဆိုတော့ကျမတို့တွေအားလုံးကကိုစပွင့်ကိုချစ်နေကြတဲ့သူများအားလုံးအမျိုးချင်းများအားလုံးပေါ့နော်ကိုစပွင့်ကိုဒါနဘယ်လိုပြောမလဲအဆင်ပြေချုံးမိပါလိမ့်ကျမပါလိမ့်လို့ဆူတောင်းပေးကြပါလို့နော်ကျမလည်းဒီနေရာကနေတောင်းဆိုတယ်ပေါ့နော်ကျမကလေစိတ်လည်းမကောင်းစိတ်မကောင်းတကယ်စိတ်မကောင်း တကယ်စိတ်မကောင်းဘူးကျမကတက်နိုင်ဆုံးတော့ကျမတို့လည်းဒါတော့ကုညီရအောင်မယ်ပေါ့နော်အခုသူကတော့26ရက်နေ့မှာရုံးထုတ်ပါမယ်ပေါ့နော်မျိုးများပေါ့နော်တည်အောင်လို့ကျမကဒါ line မတက်လိုက်ရချင်းဖြစ်ပါတယ်နော်အဲ့တော့အမျိုးများအားလုံးကုသဖို့ရင်းကိုပေါ့နော်အခုရောနောက်နောက်နေရောချစ်ပေးကြပါလို့နော်ဒါကကုသဖို့ရင်းနဲ့အတူပါသွားတဲ့ပေါ့နော်ဘယ်လိုပြောမလဲဟိုကုသဖို့ရင်းနဲ့အတူတူခုအဲ့မှာအရှုံးအောင်ခံနေရတဲ့ လူပေါ့နော်အဲ့အကိုလည်းနော်အဆင်ပြေပါစေလို့မမဆူတောင်းပေးကြပါပေါ့နော်ကျမတော့တကယ်ကိုဟိုဒီတဲ့ရင်ကိုကြာကြာပြေးရှင်းနေရကျမမယ်စိတ်စိတ်လို့တဲ့မှာမခံစားနိုင်မခံစားနိုင်ဘူးပေါ့နော်ဒါတော့သူ့အပြင်နဲ့သူပေါ့ပေါ့နော်ဟိုကိုဒီလည်းအဲ့လိုသူ့ရဲ့ဒီကိုကိုလည်းမတီးတော့သူ့ရဲ့အပြစ်ကိုသူခံသွားတာပေါ့နော်ကျမကလည်းကိုစောပွင့်ကိုဒီနေရာကနေပြီးတော့မြေတံပူပါတယ်နော်ပြစ်ဒဏ်ရှင်ခံလိုက်ပါလို့ ီလန်းကိုရှောင်ရင်ဒီလန်းကိုခံရမယ်ပေါ့နော်ကျမတို့လည်းအခုဒီလန်းကိုရှောင်ဒီလန်းကိုခံရပါမယ်ကျမဒီနေ့ကနေပြီးတော့ညသူတဦးတယောက်ပေါ်မှာအမားများရှိရင်ပေါ့နော်ကိုက်ကန်ဝစီကန်မနောကံများကျူးလွန်ကဲမိပြီးရှိခဲ့တော့ကျမဒီနေ့ကနေတောင်းပန်နေပေါ့နော်ညသူတဦးတယောက်မှာဒုက္ခရောက်လို့စိတ်လည်းကျမတို့မှာမရှိဘူးပေါ့နော်အဲကျတော့ကိုစောပွင့်ကိုချစ်တော်သူများကိုစောပွင့်နောက်မှာအပြစ်ဒဏ်ကိုခံရတော့အကိုလဲနော်အမြန်ဆုံးလွတ်မြောက်ပါစေလို့ကျမဆုတောင်းပေးတယ်ပေါ့နော် ကျမတို့တွေအားလုံးရှစ်ဆက်ပြီးတော့လေကိုစောကွင်းတို့တိုင်းချစ်တဲ့သူတွေအကုန်လုံးကိုလည်းကျမကလည်းအမြဲတမ်းလေးစားသွားပြီးချစ်ခင်လေးစားပါမယ်လို့အញ្ញံဆုံးလဲဘောနောအေးအေးချမ်းချမ်းလေးနဲ့ပြစ်တံကိုခံလိုက်ပါလို့ကျမကဒီနေ့နေ့ဆုတောင်းပေးပါရနော်ကျမလည်းမုန်းနေသူတွေမုန်းနေကြအမြင်ကက်တဲ့သူတွေကက်ကြမှာအမေကျမပို့တွေတော့ဒီသူတို့တရားမယ်ထိခိုက်ထားတာတွေတော့ဘောနောကျမရှိပါဘောရောကိုစိတ်ရင်ကတော့ဒီသူတို့တရားမယ်ထိခိုက်အောင် ဟိုဘာလဲအတိတ်ပဲတော့ကျွန်မပြောလို့ရှင်နေမှာတော့မရှိဘူး။ဒါပေမဲ့တခုတော့ရှိတယ်။ကျွန်မအချင်းချင်းညီညွတ်စီခြင်းနေ။တိုင်းပြည်နယ်လူမျိုးတွေကဘယ်တော့တိုင်းပြည်ကိုချင်းတဲ့လူမျိုးအချင်းချင်းကျွန်မညီညွတ်စီခြင်းနေ။တယောက်ခက်ခဲကိုတယောက်ကူညီရမယ်၊ရိုင်းပင်းရမယ်ပေါ့နော်။သွေးစီရမယ်၊ညီညွတ်ရမယ်။တို့ချင်းများတယောက်နဲ့တယောက်ထိုးနှက်ရမယ်ချင်းလည်းမဟုတ်ဘူး။နော်။တစ်နေ့တော့ညီညီညွတ်ညွတ်နဲ့နော်။ဟိုလက်တွဲရမယ်။ တိုင်းပြည်ကိုချစ်တဲ့သူတွေပေါ့နော်ဒါကကျမတို့ဒီကိုတိုင်းပြည်ကိုဆိုကိုလူမျိုးတွေပဲကိုချစ်ရမှာလေကိုလူမျိုးတွေမှာမချစ်ဘူးဆိုလို့ချင်းဘယ်လူတွေလာချစ်မှာတော့ဟုတ်တယ်မလားအကျော်တော့မကိုလူမျိုးချင်းချင်းညီညွတ်စေခြင်းလေနော်တယောက်နဲ့တယောက်ပေါ့နော်ဖီဖီမမလေးပေါ့နော်အဲ့လိုမျိုးလေးတိုင်းပြည်အေးငင်းချမ်းမသားလေးကျမတို့တွေအကုန်လုံးဟာနော်အဲကျမတက်ဦးတယောက်တည်းအတွက်မဟုတ်ဘူးနော်အားလုံးပြည်သူတွေအတွက်နော်ကျမ အတိုင်းကြီးကိုငင်းငင်းချင်ချင်အေးအေးချင်ချင်ဖြစ်မှသာလျင်အားလုံးပြည်သူတွေကိုမိသားစုနဲ့ကိုနေရမယ်နော်ကိုမိသားစုလေးနဲ့အေးအေးချင်ချင်နေရမယ်ကိုရဲ့ကိုရွာမှာအေးအေးချင်ချင်လေးတွေနဲ့နေတိုင်းမယ်စားတောက်ရမယ်ဥပမာပြောပြမယ်နော်ဆုံးသုံးမရှိဘူးဆိုရင်တောင်မှကိုမမချမ်းသာရင်တောင်မှလောက်စားတာနောက်ကျောလုံးနေတော့တိုင်းကြီးအေဂျင့်တွေတရားရတဲ့ချစ်ချစ်ခင်နဲ့နေကြမယ်စီလုံးတိုင်းတိုင်းကြီးအေဂျင့်တွေဆိုရင်နော်လမ်းဘေးမှာဥပမာလမ်းဘေးမှာ မယုတ်တဲ့တောင်စားရရင်တောင်မှတိုင်းပြည်အခြေညင်းညင်းညွတ်ကြောလုံလုံချုံချုံနဲ့နောက်ကြောလုံလုံချုံချုံနဲ့နေရတယ်နော်အဲအကြောင်းတယောက်နဲ့တယောက်သွေးမကွဲကြပါနဲ့တယောက်နဲ့တယောက်ညင်းညွတ်ကြပါတယောက်နဲ့တော့မထိုးနှက်ကြပါနဲ့ဘောနော်ကျမတို့တို့ရဒီအချိန်မှာတယောက်နဲ့တယောက်ဘောနော်ထိုးနှက်ရမယ့်အချိန်လည်းမဟုတ်ဘူးဘောနော်ကျမကလေအကုန်လုံးညင်းညင်းညွတ်ညွတ်ဘောနော်နေဖြစ်စင်တယ်တိုင်းမျိုးချစ်တယ်ဆိုရင်ဟောတောင်နဲ့တောင်ညင်ညွတ်ညွတ်နေကြပါနော်။မလည်းဒါကွာကျတော့လေတလား။မမတို့ဆိုရင်ကြည့်ရော ပိန်ပြီးမှနော်မခကြီးတွေပန်းနဲ့အလုပ်တွေပန်းနဲ့ကျမအဲ့လိုမျိုးတွေပေါ့နော်ဒီတော့တယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်နေကြပါလို့ကျမဒီနေရာနေပြီးတောင်းဆိုရယ်နော်ငါတို့လက်ဒီလက်ကိုရှောင်ဒီလက်ကိုသွားမယ်ဆိုတာသိဒါပေမဲ့ပြောပြမယ်နော်သူများဒီလိုဖြစ်တာကိုပေါ့နော်လက်ခုပ်တီးပြီးအားရဝမ်းတာနဲ့ဝမ်းတာမနေချင်နဲ့နော်ကိုလေးဆိုရောက်လာမယ်နော်မိုးပြူကြီးအများ ငါတို့ကငါတို့လုပ်တဲ့လုပ်ငန်းကဘယ်သူတူတယောက်မှထိခိုက်တာလည်းမရှိဘူးเนาะအကျတော့စိတ်ရင်းတိုင်အကျိုးပေးပါကံကံကြီးအကျိုးငါတို့လက်ခံတယ်เนาะငါတို့မြည်သူတူတယောက်မှဖြစ်သွားလို့เนาะနင်တို့အကျံဖက်တွေဘက်ကလည်းဒီလိုဖြစ်သွားလို့မဟုတ်ငါတို့ကဝမ်းမသာကျွန်တော်နင်တို့ကဘာလို့ဝမ်းသာနေကြလဲ တိုင်းပြည်ငြိမ်းချမ်းအောင်နင်တို့ကတရားမြစ်တရားနော်ငြိမ်းချမ်းမှုကိုယူရမှာနော်သူများတစ်ဖက်သားဒီလိုဖြစ်သွားလို့ရောတိုင်းပြည်အေးချမ်းသွားမှာလားနော်မိုးပြုံအများမိုးပြုံအများနင်တို့မှလည်းမိသားစုရှိရှိကောင်းရယ်ရှိလိမ့်မယ်ပေါ့နော်အဲ့တော့မိုးပြုံအများနင်မိသားစုတကူသေးတယ်ကွက်ကြံပြီးတော့ကောင်းစားခဲ့မှာမဟုတ်ဘူးအဲ့တော့ ကိုစိတ်နဲ့နှလုံးသားလှအောင်ထားစိတ်ရင်ကောင်းအောင်ထားနော်နှုတ်ဤဆောင်မခြင်းဆိုတာကိုဤဆောင်မခြင်းဆိုတာရှိရနှုတ်ဝဲစီဆိုတာလိုက်တက်တယ်တည်လားကြလားဟိုမှာတရားစီရင်မှုလည်းမလုပ်ရသေးဘူးမလုပ်ရသေးတဲ့အာကြီးကိုကြလားဟိုဒီဘယ်လိုပြောမလဲဗျာဒီလိုရာဇဝင်သားတယောက်လို့ဒီလိုလုပ်ပြီးတပ်ပုံကြီးတွေနဲ့လောက်တာရောဒါကရောတရားဥပဒေနဲ့ညီလား ။ကြီးလား။တကယ်ပြောဒါဟောကြလားလူတယောက်ကိုဂုံးသိက္ခာညွှန်းနှိုင်းအောင်လုပ်တာမဟုတ်ဘူးလား။တကယ်ဥပဒေကြောင့်ဥပဒေစကားပြောကြမယ်ဆိုလို့ရှိရင်ဒါလည်းပဲလူတယောက်ကိုဂုံးသိက္ခာကြောင်အောင်လုပ်တာပဲလေဗျာ။ဂုံးသိက္ခာကြောင်အောင်လုပ်တာပဲ။ဒါဆိုဟန်ချင်းဦးလို့ဆိုရင်ဒါဘူးလေးလဲဘူးလေးလဲဆိုပြီးခဏကျွန်တော်ကကျွန်တော်စကရင်ရှော့ယူတယ်စကရင်ရှော့ယူထားတာရှိတယ်။အဲဒါရီကလူတယောက်ကိုဂုံးသိက္ခာကြောင်အောင်လုပ်တယ်။ဆိုတော့ तू မကြိတ်လို့ရတယ်။ तू ဖမ်းစေချင်တာ तू ဟိုဖမ်းခိုင်းလို့ရတာပေါ့ဗျာ။ဆိုတော့ဒါကဟိုပျော်လို့ရတယ်။ပျော်လို့ရတယ်။ဟိုပျော်လို့ရတယ်ဆိုရင်လူတယောက်ကိုအဲ့လိုထိဂုံးသိက္ခာကြောင်အောင်တော့မလုပ်တင်ဘူးဗျာ။ဆိုတော့ဒါကုသဘောကြီးဆိုတာတက်မတော်သားတွေကိုလူတက်မိကန်နေတာ။အဲ့ဒါကောင်မင်းတို့ကအာတက်မတော်သားတွေကိုမဖြစ်တဲ့လောက်လေးတွေလူတက်ပြီးအောက်ချင်အောက်ချင်တက်မတော်သားတွေကို ဖြစ်တော့ပဲလူတန်းပြီးအထက်အောက်ကိုခွဲခြားနေတာတို့ဘာလို့ကိုအောင်မင်းတို့ဆွေဆွတ်တာကြီးလဲကျွန်တော်တို့တော့မကြိုက်ဘူးကျွန်တော်ဆွေဆွတ်တာကိုကိုကိုနိုင်ကလို့လုံနေလို့လားလုံနေလို့လားအာတက်မလို့သားတွေကကျွန်တော်တို့ကကျွန်တော်ကျွန်တော်ဒူတွေရှိတယ်ကျွန်တော်ကအခုဒူတွေကိုနိုင်ကတက်ထဲမှာရှိနေတာဖြစ်တဲ့အတွက်တက်ထဲမှာတက်ထဲမှာရှိနေတာရှိနေတာဖြစ်တဲ့အတွက်ဒီအောက်ခြေအောက်ခြေအောက်ခြေတက်မလို့သားလေးတွေအဲဟာကိုလည်းသိတယ်အဲဆိုတော့အထက်ကလူတော့ဘာလို့ပြလို့လဲ ။တက်ကလူတွေကကြက်လာဘုဘူးတက်ကလူတွေကဘာမှလူစရာမလိုဘူး။ဘုဘူးတက်ကလူတွေကလူလိုသူလိုနေနိုင်နေပြီ။အဲတိုက်နေကားနေမရှိတဲ့ဘုဘူးဆိုတာခက်ရှာရှာခက်ရှာရှာဒီကကြီးတဲ့မှာဒီကကြီးတဲ့မှာဘုဘူးတက်လောက်ရောက်ရင်ကောကိုကြီးတက်လောက်ရောက်ရင်တော့အကုန်လုံးကကြက်လာတကယ်တမ်းပြောရင်တော့တိုက်နေကားနေနေတဲ့လူတွေကြီးပဲ။နေနေတဲ့လူတွေကြီးပဲ။ဒီအောက်ခြေလူတန်းသားလူလူရမှာပေါ့။အောက်ခြေလူတန်းသားတွေလိုအောက်ခြေချစ်တပ်တော်သားတွေအမိသားစုလေးတွေလိုဟိုလူတာဒါကျွန်တော်တို့တော့ဝမ်းမြောက်နေကုန်ယူတယ်ဝမ်းသာတယ်။အဲကိုကိုနေကကြာတော့အဲ့လိုမလုပ်နိုင်မယ်နေသူလူတဲ့လူကိုဂုံးတိတ်ခါကြအောင်။ဟောအဲ့ဒါမျိုးပြောတာပေါ့ဗျာ။အာဒါရီယာဟောတကယ်တမ်းပြောရင်တော့ဟိုကိုယ့်ရဲ့စိတ်ဓာတ်တွေကိုလည်းပြန်စစ်သစ်တင်တာပေါ့ဗျာ။ငါဒီလိုပြောတင်သလားဟဲ့လားဟာဒီလိုဟာငါအားပြရမှာမဟုတ်ဘူးလား။ လားဒီလိုလုပ်တဲ့လူတွေတက်မလို့လိတ်လှူတန်းနေတဲ့လူတွေရှိတယ်အားပေးရကျွန်တော်တို့တော့အားပေးမှာအဲဘယ်သူမှပဲလှူလူဘယ်တော့စိတ်ကြမျိုးနဲ့လှူလှူလှူရဆိုရင်အားပေးမယ်အဲတက်မလို့ကလူတွေချိပလိုက်နေကျွန်တော်တို့ဘာမှဖမ်းဆီးနိုင်ခြင်းမလုပ်နိုင်ခဲ့ဘူးပေါ့ဗျာအဲကဲနားနေမနာဖွားနေနာကြတော့ကျွန်တော်တို့ကတက်မလို့သားအဲတက်မလို့သားအေးလက်ပါးစီလက်ပါးစီလူရင်ကြီးကြီးကြလားလက်တက်ဟိုတကယ်တမ်းပြောရင်တော့ လူရင်ကြီးကြီးတွေရှိတာပေါ့ဗျာအဲသူတို့ကကြာကိုသောဘုန်းကြီးလို့ဆဲတာကိုသူတို့မခံနိုင်ဘူးတဲ့တကယ်တမ်းဆဲတာကိုခံနိုင်တာမဟုတ်ဘူးတကယ်တမ်းပြောရင်တို့ရာဓုပြုံပါလို့ကိုသောဘုန်းကြီးကအမှန်တရားကြီးပြောတယ်ကိုသောဘုန်းကြီးကပြောတဲ့ဟာတွေကိုအမှန်တရားတွေကိုအမှန်တရားဆိုတာကတော့တို့နားတော့ခါလာပေါ့ဗျာအဲဒါပေမဲ့တို့ကနားဝင်အောင်ပြောပေါ့ဗျာနေဝင်ချူအောင်ပြောပေါ့တို့ရာဓုပြုံမဲ့ကိစ္စကိုတော့နေဝင်ချူနေဝင်ချူအောင်ပြောလဲဖမ်းမှာပဲကြာလားနားခအောင်ပြောလဲဖမ်းမှာပဲတကယ်တမ်းပြောရင်တော့တကယ်တမ်းကတော့တို့ကိုထိခိုက်လာလို့ဖမ်းတာတို့ကိုထိခိုက်လာလို့ဖမ်းတာဒီစာဖားတွေတို့ဘာလို့တို့ထိခိုက်လာလို့ရဲတွေကိုထိခိုက်လာလို့ရဲတွေကိုထိခိုက်လာတဲ့တက်မလို့ဒါအာတို့ရဲ့တို့ကိုယ်ကနေတဲ့လူတွေရဲ့အဖားတွေကိုထိခိုက် ိတ်လာတယ်ထိခိုက်လာတဲ့ခါမှာဟာဒီကောင်ကတက်မလို့သားတွေကိုဟိုဒီလိုပဲအထက်နဲ့အောက်ကိုတွေးကွဲအောင်လုပ်တာတို့ဟဲ့လားအထက်နဲ့အောက်ကိုကြက်လာအထက်ကလူတွေနဲ့အဲဘာမဟုတ်တဲ့အလေးတွေနဲ့တွေးကွဲအောင်လုပ်ပြီးပြောတာတို့ဟိုဒါမျိုးတွေပေါ့ဗျာဒီလိုတွေဒီလိုတွေဟိုဘာဖြစ်တာအဲနောက်ဆုံးမဲ့အဲ့ဒီလေပေါ့ဗျာခုတော့ဒါတက်မလို့ဆိုတော့ဘယ်လိုတက်မလို့လဲလဲကျွန်တော်တို့သိခဲ့ပြီကျွန်တော်တို့သိခဲ့တယ်တက်မလို့ကတော့ကျွန်တော်တို့ကအရင်ချင်းအရင်ချင်းပြီးသွားတယ်တက်မလို့မဟုတ်ဘူးလို့ပဲကျွန်တော်တို့ကဒါသိခဲ့တယ်ဒါနောက်ဆုံးမဲ့အဲ့ဒီလေမှာပေါ့ဗျာတက်မလို့ကဆိုတော့ဘာလဲအဲကျွန်တော်တို့သိခဲ့ပြီ ဘာလဲဒီကလက်ရှိတက်မတော်ဘလောက်ရှိပဲကြွားနေနေနိုင်ငံတကာအဆင့်တက်ဘလောက်ရှိပါလဲလို့ကြွားနေနေတဘုံဘုံတော်နိုင်အောင်မတိုက်နိုင်တဲ့တက်မတော်ဒါကျွန်တော်တို့ကတော့နိုင်ငံတကာကိုဘာရင်းငယ်ကွင်းနေရတာပါတို့ဘာရင်းငယ်ကွင်းနေရတာဒါလေးကြောက်ကျွန်တော်လက်မခံဘူးကျွန်တော်တို့ကလက်မခံဘူး ကျွန်တော်တို့ကလက်မခံဘူးအခုကျတော့ရခိုင်ကိုလည်းနေအောင်မတိုက်နိုင်ဘူးရခိုင်ကိုနေအောင်မတိုက်နိုင်တော့ဘင်္ဂလားဒေ့ရဲ့စော်ကားခံရတယ်ကျလာအိန္ဒိယနေသားမှာနေအောင်မတိုက်နိုင်အိန္ဒိယရဲ့စော်ကားကိုခံရမယ်တရုတ်နေသားမှာရှိနေတဲ့သဘုံကိုနေအောင်မတိုက်ပြန်နေတယ်တောက်ပြီးမှကမောင်းပွဲပြန်နေတယ်မနေ့ကတော့ပြန်ချင်းကြီးပါမှဆိုလည်းပဲဒါနိုင်ပါရှိနေတဲ့ဒရုန်းတွေဘုံတွေလက်နက်ကြီးတွေနဲ့အပြန်အဆိုင်ကိုဒါအေးခေါင်းကြီးရှိတဲ့နေရာတွေကိုအကုန်ရှင်းလင်းတာရှိတယ်စစ်တွေပဲလည်းရှင်းလင်းလာတယ်တန်တော်ပဲရှင်းလင်းလာတာရှိတယ်အဲတန်တော်ပဲဒီလဲဒါစစ်ကစားကစားတော့မယ့်အနေအထားမျိုးရှိတယ်အဲ့ဒီတကြောလုံးကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲအဲဒီအမတ၃၄ပဲဆိုလို့ရှိရင်လည်းပဲအခုချိန်ကြီးပွဲကားနေ wieder hier. Also ်ရန်သူကတက်လာလိုက်ပြန်ထုတ်သွားလိုက်တက်လာလိုက်ပြန်ထုတ်သွားလိုက်နေတော့ရှိတယ်တမ်းလာတော့စုတ်တော့လက်မခံနဲ့တောက်လျှောက်သူစုဖွဲ့တဲ့နေရာကိုတော့ပြင်းရှင်းရှင်းလိုက်ရင်တော့အဆင်ပြေသွားမယ့်အနေအထားရှိတယ်တဟို A အကျန် A ကလည်းနည်းနည်းပါပါပဲရှိတယ်ကျန်တဲ့အခြား PDF တို့ KO နဲ့ကချင်းအဲ့မှာချင်းတာချင်း PDF တို့နောက်တစ်ခါကျတော့ပလောင်တို့လည်းပါတွေ့ရတယ်အဲ့ဒါကိုတမ်းလာအနေနဲ့သူတို့စုဖွဲ့တဲ့နေရာကိုလာလိုက်တစ်ခါတည်းရှင်းလိုက်မှဆိုရင်တော့ဒါချင်းချင်းပြေလည်သွားလိမ့်မယ်လို့ထင်ပါတယ်နောက်ရခိုင်ပြည်နယ်ကအများကြီးဆုံးတိုက်ယူကြရလဲတိတ်အချိန်တကြာမပြေရပါဘူးအထက်မှာလည်းရခိုင်မှာ A တွေကလည်းတလောက်မရှိတော့ဘူးเนาะအဓိကကတော့ထွန်းမြတ်နိုင်ရ ရဒါနိုင်ငံတကာကမွေးစီပွားဖြန့်ဖြူးဖို့အတွက်ကိုသူလက်ရှိဒါတရားဥပဒေဘောင်တွေမှာလုံဆောင်နေတဲ့တမတော်ဖွဲ့စည်းအာဏာပိုင်ဖွဲ့စည်းတွေကိုဒါဟိုလူမျိုးရေးသွေးခွဲပြီးတော့ဒါသူတိုက်ခိုက်ခိုင်းတာရှိတယ်အဓိကတော့သူမွေးစီပွားနန်းကြောင်းနဲ့လုပ်ငန်းလုပ်ဖို့အတွက်ဒါဖြစ်တယ်အဲလူမျိုးရေးဆိုပြီးတော့ဖန်ပြပြီးတော့တိုက်ခိုင်းလာတာဖြစ်တယ်မနေ့ကဆိုလို့ရှင်လည်းပဲဒီအောင်လန်အောင်လန်တို့ကိမ်းပါဆိုလို့ရှိရင်ဒါရှစ်တမတစ်ရှစ်ပေါ့ဘီလီယံမိုးတန်မိုးရှိတဲ့ဒါရခိုင်ကိုပို့မဲ့မွေးစီဝါစိတ်ကြောမွေးစီဝါလေးအများကြီးမိတယ်အဲ့လိုကလည်းတစ်ချိန်တည်းမဟုတ်အချိန်ပေါင်းများစွာမိတယ်နော် အေရလည်းဖယ်ပါတယ်ဘင်္ဂလားဒေ့ရှ်ဆိုမလေးရှားတို့ထိုင်းဘက်တို့ကိုမွေးစီဝါဖို့လေနောက်ခါကျတော့ဘင်္ဂလားဒေ့ရှ်ဆွဲကားဆိုလဲနွားတွေအခုဆိုရင်အေဒီကဘလောက်ဒီစိုးသွားပါလဲဆိုတော့ဟိုနွားတွေရခိုင်ပြည်နယ်မှာရှိရနွားတွေတော့တော်တော်ရှားပါးကြီးမရှိတော့နွားတွေတော့ဒါသူနှစ်လနားမယ်သုံးလနားမယ်ဖြစ်နေအေရီတိုင်းဘက်ကလည်းဒါတမ်းတော်ဘက်ကစစ်ကြောင်းတွေတောက်လျှောက်ပိတ်ထားတော့အေရီတိုင်းမှာရှိရနွားတွေကနွားကိုလိုက်ကြောင်းရှိရလေကွာကွာဘက်ကနေသွားတဲ့ဟာလीနော်ဒီဟိုကျွန်တော်တို့ လေးမျက်နာတို့အဲ့ဒီဘက်ကနေသွားတဲ့နွားနွားခိုးတဲ့လမ်းကြောင်းစီအဲ့လမ်းကြောင်းလည်းတက်မလို့ကအခုပိတ်လိုက်တာမျိုးရှိတဲ့ခါကျနွားတွေတက်လို့မရတာမျိုးရှိတယ်အဲ့တော့ဟိုဘက်ကိုမလေးရှားဘက်ကို is for in the ကျတဲ့နွားတွေတအားအဝယ်များတဲ့ခါကျလည်းရခိုင်ပြည်ထဲမှာနွားတွေတောင်မရှိတော့နောက်တစ်ချိန်ဆိုရခိုင်ရရဧရီရတော့လှုပ်ဆောင်ကြကြောက်ရခိုင်ပြည်ရတော့ငါးပီးနဲ့မကြခင်မှာတော်တော်ကြုံတွေ့ရနိုင်မယ်ဖွင့်ရစင်တယ်ညိုပြီးတပိတ်လာတာဟိုမှာ9000ရှိတယ်ဒီဘက်မှာမြန်မာပြည်အားလုံးမှာမရှိတာအဲ့တော့ဒီရခိုင်တောင်ပိုင်းမှာရှိနေတဲ့ပြည်သူတွေကတကယ်ရိုးသား AC ပြီးတော့မှဒါတာသူညီမြအေးသူပူများနေထိုင်နေတဲ့ပြည်သူတွေ ဖြစ်တဲ့အတွက်စိတ်တော့မကောင်းဘူးเนาะစစ်ပွဲကြီးရှာရင်စစ်ပွဲတာရှိလာလေပို့ပြီးတော့လူတွေဒုက္ခရောက်နေဖြစ်တာပေါ့နောက်နေမှာဘမမဆိုလို့တဲ့နောင်ခိုးတို့မင်းလာတို့ကြီးရွှေကြီးနာတို့เนาะအဲ့ဒီမှာရက်ွက်တွေမှာရှိတဲ့အထက်မြင့်တိုက်တွေမှာသူ KIA တွေ PDF တွေချုပ် PDF ကတော့ထပ်ပြေကုန်ပြီ KIA တွေ PDF တွေပလောင်နေ AD ရှိတယ် ဲ့တော့တက်မလို့ဟိုနေမြရှင်းနေနေမှာနည်းနည်းတော့တန့်ကြာနေတာပေါ့ရက်ွက်တွေဖြစ်နေတာကြတော့ပြည်သူတွေလည်းအဲပြည်သူတွေကတော့မရှိတော့ဘူးဒီကောင်းတွေပဲရှိတယ်ဒါပေမဲ့အဲ့ဒီအဆောက်အုံတွေကိုဖြိုချပြတ်ကြည့်ပြရမှာကကျွန်တော်တို့ဟိုဂါဇာလုံဖြစ်သွားမှာဆိုလို့တက်မလို့မလုပ်ဘဲနဲ့ထိုင်ထိုင်တိတ်တိတ်လုံနေတာတော့ကျွန်တော်တို့တွေ့ရတယ်အဲ့ဒါလည်းပဲကျွန်တော်တို့နိုင်တယ်မကြိုက်ပါဘူးကြိုလည်းမကြိုဆိုကြိုက်လည်းကြောင်ရှင်းလာကြရရှင်းလင်းလာကြရလည်းပြီးမှပြန်ဆောက်တာပြီးသွားပြီအဲ့လိုတိုင်းပြည်အေးဂျင်တော်ကြီးဂါဇာလုံရှင်းချလာဒီနေ့မှာအချမ်းပဲရှိအချမ်းပဲရှိတခါရှင်းရှုပ်လို့အလုပ်တွေရှုပ်ပြီးသွားရင်တော့ပြည်သူတွေအေးဂျင်တွေ အကြမ်းဖက်တွေရှိတဲ့နေရာမြေလန်အကုန်လိုက်ရှင်းဒါမျိုးဆိုတော့ဘွယ်သိမ့်နေပါတော့ဒီလိုမျိုးပဲဟိုတက်တက်ညာညာလုံးတက်တက်ညာလုံးနဲ့ပြည်သူတွေလည်းပါလိဖြစ်ကုန်တယ်။ကမာလေးလည်းစားကြတယ်အမကြီးဟိုရောက်ဒီရောက်တို့ကတွေရောက်တော့အဲ့လိုမျိုးဖြစ်နေတယ်။အဲပါကန်မှာကတော့အဆင်ပြေတယ်ဖာကန်မှာကတက်မလို့ခိုင်ချုံမှုတွေတော်တော်ကောင်းတယ်။ ဆိုင်တောင်ဘက်မှာရှိတာဟိုတောက်လျှောက်တော်တော်ကောင်းသွားပြီအတန်းတော့အားလုံးရောက်တဲ့နေရာမှာအဲဖားကန်ဘက်ကတော့ AC ပျော်ရွှင်ရပါတယ်နောက်တစ်ခုဝိုင်းမော့ဘက်လည်းဒါအပွဲတွေကာနေတာရှိတယ်ဝိုင်းမော့ဆိုလည်းမနေ့ကကောင်းကောင်းထုတ်ပြတာပဲနောက်ဒရုန်းတွေလည်းကောင်းကောင်းကြာလာပဲ KAI နဲ့ဖြစ်တာပဲဒီကချင်ကျောမှာတော့တမ်းတော်ဘိုင်းကအဲ့နဲ့စိတ်ချရတယ်စိတ်ချသွားတယ်အနေဒါရှိတယ်နောက်ကျိုဘက်လည်းစိတ်ချတဲ့အနေဒါရှိတယ်နီးစက်နေပြီးရောက်ပြီအဲအဲ့လိုပဲပြောမတင်းနဲ့ဆိုတော့ရောက်တော့အခုနေရတော့တော်တော်ကြီးကိုကြိုဆိုတဲ့လူတွေရောပါတယ်ရောအများကြီးမြင်တွေ့ရတယ်ဒါလည်းပဲကျွန်တော်တို့ဝန်တာပြီးဖြစ်ရတယ်ဒီတနေ့နေ့ရတော့ဒါ25ရက်2025စနေရက် ပေါ့နော်စနေနေ့ကပေးဖို့တဲ့တရင်ကြောင်ရလေးပါအကြံဖက် PDF တင်အရာ250နဲ့300ဦးခန့်နဲ့အဲဒီ6နာရီ16နာရီအချိန်ကမှာငနန်းရဲ့မြစ်သားရဲ့ပေါက်တော့ချောင်းရွာဘက်ကမှတဆင်ပြီးတော့ဖောက်က3စီနဲ့ တဲကြီးကြီးရွာကိုရောက်ရှိလာကြပြီပေါ့နော်တဲကြီးကြီးရွာရောက်ရှိလာတယ်သွားတော့မြေပုံညုံနေပြီးတယ်အဲ့ဒီမှာအာဒုံသုံးစီရဲ့လက်နက်ကြီးတွေပါပါဝင်တယ်တဲကြီးကြီးရွာအထက်မှာနေတယ်အဲ့ဒီနေရာတစ်ခုမှာသူတို့အထိုင်ချနေကြတယ်ဖြစ်တယ်နော်အဲ့ဒီမှာကအာစုံရမှာရှိတယ်ဒါတက်မတော်ပြည်သူစစ်လို့တက်မတော်တို့ကိုနှောက်ချက်တိုက်ခိုက်ဖို့တော့ကိုဟိုသူတို့ရောက်ရှိနေတယ်လို့ဒါကျွန်တော်တို့ကျွန်တော်တို့ကိုပြောပြပြီးသတင်းပေးဖို့ခိုင်းတာရှိတယ်နောက်ပြီးကျွန်မကတိပါစီပေါ့နော်ဒါအမှန်ကတော့ဒါလည်းတော့ပြည်သူတွေအေဂျင့်ပြည်သူတွေကသူတို့မျိုးနယ်သူတို့ပြည်နေရာတွေကိုအေဂျင့်စီချင်နေပြီဗျာအေဂျင့်စီချင်နေပြီဖြစ်တဲ့အတွက်အဲဒါမျိုးတွေ သတင်းပေးဖို့တော့အများကြီးပဲကျွန်တော်နေသက်တာလေးပဲပြောပြပါမယ်အရင်ရေးကြည့်တာလေးကမွန်တော်ရောက်မှာဆိုလို့ရှိရင်လည်းပဲစားသည်ဒီမစားတဲ့ခါကျတော့လူတွေကတော်တော်ကြီးကိုဒုက္ခရောက်တယ်အကြတဲ့လေးဖြစ်ကုန်ကြပါပြီအဲကျမကြီးလည်းထိတိုက်လာပြီသူတို့စားပြက်လက်တာတနေ့နဲ့၆လရှိပါပြီတဲ့တခါစစ်တောင်းရောက်လာတဲ့အချိန်တော့ဒီအိမ်မှာတက်တော်သားတွေရဲ့ဟိုရိတ်ခါလေးတွေသူတို့တော့ပေါ်ကျမပါတဲ့ရိတ်ခါလေးတွေစားလေးတွေကိုခွဲပြီးတော့ကျွာထဲမှာဆိုတက်အိမ်ဟိုနှစ်ကြက်သားသုံးကြက်သားလောက်ပြီးတော့မျှဝေပြီးသွားပြီးတော့အဲ့ဒီ ဟိုစိတ်ကြောင်းရောက်လာတဲ့စေသားလေးနဲ့တနာဝါသူတို့ကမှရှိတာလေအကောင်လုံးလှူသွားကြပါတယ်တဲ့နော်ပြီးတော့အဲချောင်းရဲ့ထွေအုံရုံထဲမှာဆိုရင်လည်းဒီကမောထော်ရွာကနေပဲပြည်သူလက်ရည်ရောင်းပြီးတော့ရိခါလေးစုပေါင်းပြီးဝယ်ထားတာရှိပါတယ်တဲ့ချောင်းနဲ့ကမောထော်နဲ့သုံးပိုင်းလောက်ပဲကွာဝေးတယ်အဲ့ဒါကိုရောက်ရှိအောင်တည်ယူဖို့ဆိုတာအရန်ခက်ခဲနေပါတယ်တက်မတော်စိတ်ကြောင်းနဲ့လှုပ်ဆောင်ပြီးမှလည်းရမယ့်အနေအထားမျိုးရှိပါတယ်တဲ့အဲကမောထော်ရွာရဲ့ပတ်ချလည်းအင်းစုတို့ဟိုရှမ်းစုတို့အင်းမတို့တပိန်အင်းတို့တောင်ပီလာတို့ကအကောင်လုံးက PDF ရွာလေးပဲဖြစ်ပြီးတော့ဝိုင်းခံထားရတယ်တဲ့ เนาะရှမ်းစုမှာဆိုလို့ရှင်ဟိုဟို PDF ခေါင်းဆောင်မောင်းအံ့ပါเนาะ PDF ခေါင်းဆောင်မောင်းအံ့ဒီလက်ကွင်းတောင် CDN ပုံမှုဒရုန်းတက်ကဥကြော်ဆွေပေါ့ဒါသူတို့နေအောင်ကတမိတမခမိခမက်တွေပေါ့ဗျာအဲ့မှာဦးစီးနေတယ်တဲ့เนาะအဲ့ရှမ်းစုမှာဆိုလို့ရှင် PDF တင်တန်းကြောင်းလို့ PDF တရားသူကြီးလို့ PDF နေရင်းလို့ PDF ပြည်သူစစ်တို့တေကျင်းတက်တန်းနာနာဖွဲ့စည်းပြီးတော့နေရမြင်တွေ့နေရတော့ဒါမြန်မာနိုင်ငံသားတယောက်အနေနဲ့မြန်မာနိုင်ငံရဲ့ဟို တီတူတယောက်နေနဲ့စိတ်မကောင်းစွာအကြမ်းဖက်လာအောင်မနေနေရတော့မြင်တွေ့နေရပါတယ်တဲ့နော်ဒါတွေကိုလည်းတောင်တော့ကမရှင်းလင်းပြတာကစိတ်မကောင်းစိတ်မချမ်းမြေစရာဖြစ်ရပါတယ်တဲ့နော်သူတစ်ချက်ပြောပြတာကရှမ်းစုမှာဆိုလို့ရှိရင်လည်းသွားတော့ပြောတဲ့မောင်အန်ရဲ့လက်ခွန်းတောင်စီရန်ပုံမှုဦးကျော်ဆွေရနော်ထုံးတက်ကသူတို့ကဦးစီးပါတယ်တဲ့နော်တောက်ပီလာမှာဆိုမောင်ပေါ်တဲ့နော်တောကြောင်လေးဖုန်ကြီးရှိတယ်တောကြောင်လေးဖုန်ကြီးရတော့အခုတော့မရှိတော့ပဲပြောက်သွားလည်းမသိဘူးတဲ့နောက်ကချောင်းကားဆိုစာနီသိမ့်တဲ့ဒါနီသိမ့်ဆိုအင်အား2000လောက် နီပါလာကိုသူရှိတယ်သူကအရင်ကကုံတယ်တဲ့ဟိုပဲလို့ဂျုံလို့နော်အရန်ချမ်းသာတယ်သုံးသက်တိုက်ကြီးတဲ့အဲ့တော့အဲ့ဒါကြောင့်ချောင်းမှာတွဲအောင်ရောင်းရနေပါဟိုဘက်ကမဖယ်ပေးနိုင်တာဒါကြောင့်ပြစ်လိုက်မယ်ဒါနေတိုင်းကအဲ့ဒီနေရာမှာဆိုလို့ရဥဒါနေတိုင်းကအဲ့နေရာမှာတကယ်ကိုတီရောက်တဲ့ပုံကိုကြီးဖြစ်နေလိမ့်မယ်ထင်တယ်အဲ့တော့တောင်တော့ကတကယ်ခေါင်းနေမှမရှင်းနိုင်တော့ဟိုဘက်ကရိတ်ခါရောက်ဖို့ဆိုတာမလွယ်ဘူးဖြစ်တာပေါ့အဲ့မှာရှိတဲ့ပြည်သူတွေကလည်းပဲစိတ်ဆင်းရဲစွာနဲ့ပဲတက်မလို့လက်အောင်မှနေခြင်းပဲအကြမ်းဖက်လက်အောင်မှနေနေရတာမျိုးကျွန်တော်တွေ့ရတယ်နော်နောက်ခါကျတော့ညံထူးတို့ရှမ်းစုမှာဆိုညံထူးပေါ့နော် အဲအဲ့လိုမျိုးသူတို့တွေကအုပ်ဆိုးနေတယ်ပေါ့အဲ့တော့တမတော်ကြီးနေတဲ့စစ်ကြောင်းထိုးပြီးတော့တကယ်ရှိတဲ့နေရာတွေပြည်သူတွေကဒီအကြမ်းဖက်တွေအောက်မှာမနေချင်လို့ပြောတာလေးတွေကိုဟိုလှုပ်ဆောင်ပေးမယ်ဆိုလို့ရှိရင်တိုင်းပြည်အေးချမ်းပါလိမ့်မယ်လို့ပဲပြောကြပါတယ်ဗျာဒီချောင်းဘက်မှာတော့ဒါတမတော်ကြီးနေတဲ့ဒီတိတ်တဆရှင်းနေတယ်လို့တော့ကျွန်တော်လည်းထင်တယ်ဒါဘာမှမဟုတ်တဲ့နေရာလေးတွေတော့မှမရှင်းနိုင်ဘူးဆိုလို့ရှိရင်တော့အဲဒါတမိုင်းကြောင်းရတော့နည်းနည်းမကောင်းဘူးထင်တယ်နော်အုံကအဲ့တော့အဲ့နေရာချောင်းဦးတို့ ကမွန်တော်တို့အဲ့မှာရှိတဲ့ PDF တွေရဲ့ခေါင်းဆောင်တွေ PDF တွေရှင်းနေရတယ်ပေးပြရှင်းနေလိုက်မှဆိုရင်အားလုံးအဆင်ပြေသွားမှလို့မျှော်လင့်ပါကြအားလုံးကျန်းမာပါစေ